မင်္ဂလာပါရှင်။ဧပြီလ12ရက်စနေနေ့အတွက်ရှင်ကုန်ရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်တင်ပြကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစားတင်ဆက်ပေးမှာကတော့ငလင်ဘေးအတွက်နောက်ထပ်ယွမ်1ဘီလီယံထပ်လူမယ်လို့တရုတ်တန်ယုံထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့တောင်းဆိုချက်အရအရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီဖြင့်နောက်ထပ်ယွမ်ငွေ1ဘီလီယံကိုထပ်မံပံ့ပိုးပေးမှာဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကအသိပေးထုတ်ပြန်ကြောင်းသိရပါတယ်။ တရုတ်အစိုးရအနေဖြင့်မြန်မာနိုင်ငံတွင်ငလင်ဘေးစတင်ဖြစ်ပွားချိန်တွင်ရွှေငွေတန်းတရာတန်မှုရှိအရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာငလင်ကယ်ဆေးရေးအကူအညီများပေးရရန်ကြေညာခဲ့တော်လဲယခုအခါရွှေဝမ်းဘီလီယံကိုထပ်မံလှူဒါန်းရန်ကြေညာခဲ့ခြင်းဖြစ်ပါသည်အဆိုပါရွှေဝမ်းဘီလီယံကိုလောင်စာဆီ plant house ခွဲစိတ်ခန်းစေဝါနှင့်ကာကွယ်ဆေးများစသဖြင့်အရေးတကြီးလိုအပ်နေသောပစ္စည်းများအတွက်ပံ့ပိုးပေးခြင်းဖြစ်ကြောင်းတရုတ်နိုင်ငံတကာဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှု agency CIDC ပြောရေးဆိုခွင့်ရှိသူ Mr. Lee Ming ကပြောဆိုခဲ့တယ်လို့လည်းတန်ယုံရဲ့ထုတ်ပြန်ချက်တွင်ဖော်ပြထားကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ကိုရီးယားနိုင်ငံရှိစေတနာရှင်သုံးဦးကမြမငလင်ပေးတဲ့သူတွေအတွက်ဝန်20တန်းကျော်ထပ်မံလုပ်ရတဲ့နေတဲ့ရင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှငလင်ပေးတင်ပြည်သူများအတွက်ကိုရီးယားနိုင်ငံရှိစေတနာရှင်၃ဦးတို့ကကိုရီးယားဝမ်20တန်းကျော်ကိုဧပြီ10ရက်ကဆိုးမျိုးရှိမြန်မာတန်ယုံသူလာရောက်လူဒန်းကြောင်းသိရပါဗျ။၎င်းလူတန်းမှုကိုကိုရီးယားနိုင်ငံသားစေတနာရှင်တအူးကကိုရီးယားဝမ်တန်း20ကိုရီးယားနိုင်ငံရှိ Jinsam Tax Company Limited ရဲ့အမှုဆောင်အရာရှိချုပ် Mr. Rohi In ကကိုရီးယားဝမ်တန်းနဲ့ ကိုရီးယားနိုင်ငံမှာနေထိုင်တဲ့မြန်မာနိုင်ငံသားစေတနာရှင်တဦးကကိုရီးယားဝမ်၅သိန်းစစ်စုပေါင်းကိုရီးယားဝမ်၂၀တန်း၅သိန်းကိုလာရောက်လူလန်းခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ရန်ကုန်လက်တီဟိုတယ်ပေါ်ရောက်လာတဲ့အောင်လောင်ငှက်နှစ်ကောင်လူမှုကေယံမှာပြန့်နေတဲ့တဲ့ရင်ဖြစ်ပါတယ်။ ရန်ကုန်မြို့လှိုင်မြို့နယ်တဲက Lotte Hotel အဆောက်အုံမှာလာရောက်နားခိုခဲ့တဲ့ အောင်လောင်ငှက်နှကောင်ရဲ့ရုပ်သံဖိုင်ဟာ April 17ရက်နေ့နပိုင်းကလူမှုကွန်ရက်ပေါ်တွင်ပြန့်နှံ့နေကြောင်းသိရပါဗျ။အဲ့ဒီအောင်လောင်ငှက်နှကောင်ဟာအင်အားကံပြားကြောင်းတိုင်မှာမွေးမြူထားတဲ့ငှက်တွေဖြစ်တယ်လို့ပြောဆိုနေကြပြီးမယ်။အဲ့ဒီကြောင်းတိုင်မှာဆရာတော်တပါးကဘုံကြီးကြောင်းကအကောင်တွေကကြောင်းမှာပဲရှိတယ်။အခုတွေ့တဲ့အကောင်တွေကအရိုင်းကောင်တွေ ုံကြီးကြောင်းလဲတခါလေလာလေးရှိတယ်ဒီလိုပဲလှည့်ပတ်ပြန်နေတာသူတို့ကိုဖမ်းပြီးအစာကျွေးဖို့လုပ်သေးတယ်မရဘူးသူတို့ကအောင်လောင်ငှက်တွေဖြစ်မယ်အကောင်ကြီးတယ်မြကျွန်းသာမှလည်းအဲ့လိုအကောင်ကြီးရှိတယ်ဆိုပြီးမိန့်ကြားထားကြောင်းသိရှိရပါတယ်ရှင်နောက်ဆုံးတင်ဆက်ပေးမှာကတော့ရန်ကုန်ပသိမ်လမ်းလှိုက်သာယာမြို့နယ်ထန်းတွင်တာဆုံအကျော်မှာရှင်သုံးစီဆင့်တိုက်မှုဖြစ်ပွားတဲ့တဲ့တင်ဖြစ်ပါတယ် ရန်ကုန်ပသိမ်လမ်းမပေါ်လှိုင်သာယာမြို့နယ်ဒန်းတွင်တာဆုံကျော်မှာရင်သုံးစီးဆင်တိုင်မှုဖြစ်ပွားပြီးအမျိုးသားတို့ဦးတည်ဆုံးကလူချအုပ်ထံရရှိခဲ့တဲ့ဖြစ်စဉ်တစ်ခုဧပြီ17ရက်မနက်9:00နာရီဝန်းကျင်ကဖြစ်ပွားခဲ့ကြောင်းသိရပါဗျာ။ ဖြစ်စဉ်မှာခရီးသည်တင်ရင်ရဲ့နောက်ပိုင်းကိုဆယ်ဘင်းကားကဝင်တိုးမိပြီးလေထွက်ကဆန့်ကျင်ဘက်ရင်ကျောကရေတံမှုတင်ဆောင်လာတဲ့ကားကိုဝင်တိုက်မိတာကြောင့်ရေတံမှုတင်ဆောင်လာတဲ့ကားကလမ်းဘေးကားမတိုင်ကိုထပ်မံဝင်တိုက်လို့ကားမတိုင်တွင်ထိုင်ကကားဆောင်နေတဲ့သားမိနှစ်ဦးအနက်အမေဖြစ်သူမှာပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဆိုပါရင်တိုက်မှုဖြစ်စဉ်ကြောင့်အမျိုးသားနှစ်ဦးပြင်းထန်ဒဏ်ရာနဲ့အမျိုးသမီးလေးဦးဒဏ်ရာရရှိကတအူးမှာစိုးရင်အဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်ရှင်။